အရသာရှိသလိုစားလို့မြင်လာတဲ့ကြောက်တုံးတွေကဘာပေါ်မှာကြောက်တုံးတွေကိုစားလို့ရရဆိုတဲ့အကြောင်းကြားဘူးရင်ပြိတ္တာကြီးတို့အံ့ဩသွားနိုင်ပါ रे တကယ်တော့အလျာရှားနိုင်ငံတစ်ခုဖြစ်တဲ့ Turkmenistan နိုင်ငံမှာ gag လို့ခေါ်တဲ့ထူးထူးခြားခြားအစားအစာတမျိုးရှိပါ रे gag ဆိုတာကတကယ်တော့မြေစီလောဒါမှမဟုတ်ရွှင်စည်းနဲ့ဆင်တူတဲ့ပစ္စည်းတမျိုးဖြစ်ပြီးဒေသခံတွေအနေနဲ့ရာစုနှစ်ပေါင်းများစွာအဲ့ဒီဟာကိုစားသုံးနေတာပါဒါဟာထူးဆန်းတဲ့ရိုးရာဓလေးတစ်ခုဖြစ်ပြီးစားလို့ရတဲ့ကြောက်တုံးတွေလို့ခေါ်ကြသလိုအဲ့ဒီကြောက်တုံးတွေမှာဘလို့အဟာရတဲ့ဒီပါနေလဲဆိုတာဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးသွားပါမယ် ကဲဒါဆိုရင်တော့ယူသအနေနဲ့ဒီနေ့ဒီလိုကြည့်လိုက်ကြရအောင်ပါဂတ်ကူရောတာဂမင်နစ္စတန်ရဲ့တောင်ထူလက်တဲ့ဒေတာတွေမှာအဓိကအားဖြင့်တွေ့ရနိုင်ပါ ರೀ ဒေတာကန်ဒီရဲ့ပြောပြချက်အရတော့ဒီမြေစီလွှာဟာတခြားသောနေရာကမြေစီလွှာတွေနဲ့မတူဘဲအထူးပါဝင်တဲ့တပ်ထုတ်တဲ့အများကြီးရှိတယ်လို့ဆိုပါ ರೀ ဂဲရဲ့ရောင်ဟာအဖြူရောင်ဓာမမဟုတ်မီးခိုးရောင်ဖြော့ဖြော့ရှိတာဖြစ်ပြီးအသွင်ပြင်ကတော့အမှုန့်ပုံစံဓာမမဟုတ်လို့ရှိရင်အနေငယ်မာကျိုးတဲ့အတုံးပုံစံနဲ့တွေ့ရတဲ့ပါရီဒီသားကန်ဒီဟာဒီကြောက်တုံးလေးတွေကိုတိုက်ရိုက်စားသုံးကြသလိုအခြားအစားစာတွေထဲမှာလည်းထည့်သွင်းပြီးတော့စားတောက်ကြပါရီအချို့ကတော့ဒီကြောက်တုံးတွေကိုရေနဲ့ရောပြီးတောက်သုံးကြသလိုအချို့ကလည်းမုံဖုတ်တဲ့အခါမှာဓာမမဟုတ်ရင်းချက်တဲ့အခါမှာအနေငယ်ထည့်ခြင်းအပြင်အစားအစာတွေရဲ့အရာလာနဲ့သူ့ရဲ့အသွင်ပြင်ကိုပို့ပြီးတော့ကောင်းမွန်စေတယ်လို့ယုံကြည်ကြပါရီနောက်ပြီးတော့ဒီစားလို့ရတဲ့ကြောက်တုံးတွေဟာကိုဝင်ဆောင် မိခင်နေနေနဲ့စားသုံးခြင်းအပြင် လိုအပ်တဲ့တက်ထူရက်တွေကိုများစွာရရှိနိုင်တယ်လို့လည်းယူဆကြပါရည်။တဘာဝကြီးကပေးထားတဲ့အားစည်းလို့အောင်ပြောလို့ရတာဖြစ်ပြီးတောင်မီနီစတာနိုင်ငံကသူတွေကတော့ဒီကြောင့်တော့ကိုတရေစာအနေနဲ့ရောဈေးပြေဝါပြေအနေနဲ့ရောရောင်းချစားသုံးကြတာဖြစ်ပါရည်။ဒါနဲ့ပဲသိပ္ပံပညာရှင်တွေဟာဒီစားနေကြတဲ့ကြောင့်တော့ဒီမှာဘလို့ဟာရတဲ့တွေပါဝင်လဲဆိုတာကိုသိရှိဖို့အတွက်လေ့လာမှုတွေအများကြီးပြုလုပ်ခဲ့ရပါရည်။တွေးရှိချက်တွေအရဆိုရင်တော့အဲ့ဒီ gag မှာ calcium, magnesium, potassium နဲ့တန်တတ်တို့လိုမျိုးတက်ထူရက်တွေအနေနဲ့ငယ်ပါဝင်တယ်လို့ဆိုပါရည်။ ဒါပေမဲ့ဒီတထုရတရဲ့ပမာဏဟာခန္ဓာကိုယ်အတွက်လုံလောက်တဲ့အထိတော့အရန်ကြီးများနေတာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့လေဒီ gag တွေကိုအ धिक အဟာရအရင်းမြစ်တစ်ခုအနေနဲ့စားတောက်တာမျိုးကိုလည်းမလုပ်သင့်ဘူးလို့သူတို့ကဆိုထားကြပါသေးတယ်။ဒါပေမဲ့လည်းဒီကြောက်တုံးလေးတွေဟာစားနေတဲ့ဒေသခံတွေအတွက်အကျိုးထူးရယ်ဆိုပြီးအပြောတွေအများကြီးရှိလာပါတယ်။တချို့သော theory တွေအရတော့ဒီကြောက်တုံးလေးတွေမှာအစာမကြေနိုင်တဲ့အမှုန်မွှားလေးတွေပါဝင်လာကြောင်းမလို့အစာအိမ်ထဲမှာရှိတဲ့အဆိပ်အတောက်တွေကိုဆုပ်ယူဖယ်ရှားပေးတယ်လို့ဆိုပါတယ်။ ။နောက်ပြီးတော့ဒီကြောင်တုံးနေထူးခြားတဲ့အသွေးမြင်တဲ့အရာသာဟာဒေသခံတွေအတွက်ရိုးရာဓလေအနေနဲ့နှစ်ပေါင်းများစွာတွေကကူးစက်လာခဲ့တာလို့လည်းသိရပါပါတယ်။ဒေါင်မင်းစတန်နိုင်ငံရဲ့ဒီကြောင်တုံးကိုစားသုံးတဲ့ဓလေဟာကမ္ဘာပေါ်မှာတွေ့ရခဲ့တဲ့ထူးခြားတဲ့အစားအစာရင်ကျေးမှုတစ်ခုဖြစ်ပါတယ်။အိမ်မှီးကြလီလာမှုတွေကဒီစားလို့ရတဲ့ကြောက်တုံးရဲ့အဟာရတန်ဖိုးကိုအပြည့်အဝမဖော်ထုတ်နိုင်သေးပေမယ့်ဒေသခံတွေရဲ့ယုံကြည်မှုနဲ့ရိုးရာဓလေ့ကတော့ဒီထူးဆန်းတဲ့အစားအစာကိုဆက်လက်ရှင်သန်စေမှာတည်ကြပါရည်။ဒီနေ့တာကမင်းစတန်နိုင်ငံကိုသွားရောက်လည်ပတ်တဲ့အခါမျိုးမှာ ီအမ်ဘွေအစားတောက်ကိုစမ်းကြည့်ဖို့အတွက်မမိပါနဲ့ဟောနောက်ထပ်လည်းဒီလိုမျိုးဘဝတုဒ္ဒလေးရစိတ်ဝင်စားစရာလည်းကောင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ YouTube Entertainment ကနေပြီးတော့ဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။ဒါမျိုးလေးတွေကြည့်ရတာအချိန်မြင့်တတ်တယ်ဆိုလို့ရှိရင် YouTube Entertainment Channel လေးကိုရောဖိရှေးကိုရော Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမိပါနဲ့ဟောအစောင်းကြီးရှိသွားပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။